ျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီနီးလေးတိထားလို့အကျိုးမရုပ်စေမဲ့လူတိုင်းတိထားတဲ့စန်းနမိတ်ကောက်တဲ့နီးလေးတစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီနမိတ်ဒီစန်းနမိတ်ကောက်တဲ့နီးလေးဒါတိထားမယ်ဆိုရင်အဲ့တော့မိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာကြားတဲ့ဖြစ်နေတဲ့ဖြစ်ပျက်တွေပေါ်မူတည်ပြီးတော့ဒီဖြစ်ပျက်ဟာငါအိမ်ပေါ်မှာမိမိအိမ်ပေါ်မှာကောင်းတဲ့ကိစ္စဖြစ်မှာလားမကောင်းတဲ့ကိစ္စဖြစ်မှာလားလက်ပွင့်မှာလားလက်ပိတ်မှာလားအဲ့တော့ ကောင်းတဲ့နမိတ်ဆိုလို့ရှိရင်အဲ့ချိန်မှာစီးပွားရေးတွေကိုအချိန်ဟုန်မြင့်လာတယ်စီးပွားရေးကိုအင်းနဲ့အားနဲ့လုပ်တာတွေလုပ်မှာပေါ့တကယ်လို့ဒီပတ်ဝန်းကျင်မှာကြုံနေရတဲ့ဒီနမိတ်ဟာငါ့အတွက်မကောင်းတဲ့နမိတ်ပါလားဆိုရင်လည်းအဲ့ဒီမကောင်းတဲ့နမိတ်ကိုကြည်ပြတ်သွားအောင်လို့ကျွန်တော်တို့အစီအရေရာခြေပစ်လိုက်ပါပေါ့နော်အဲ့တော့တီးဖို့ကလည်းလွဲပါတယ်လွယ်လွယ်လေးပါအဲ့ဒါတီးဖို့အတွက်ကကျွန်တော်တို့သင်္ချာလေးနည်းနည်းနားလည်ဖို့ရပါပြီကျွန်တော်တို့သင်္ချာမှာအပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်း အပေါင်းရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီးတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်လည်းကျွန်တော်တို့အနှုတ်ပဲရပါတယ်အဲ့တော့တူရာနှစ်ခုပေါင်းရင်တူရာနှစ်ခုကိုပေါင်းရင်အပေါင်းရတာပေါ့နော်မတူတာနှစ်ခုပေါင်းရင်အနှုတ်ရတာပေါ့အဲ့ဒီသဘောလေးပါပဲအဲ့တော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်နော်ခေါင်းရင်အိမ်တို့ညနေချင်းဆိုင်အိမ်တို့အဲ့ဒီခေါင်းရင်ညနေချင်းဆိုင်အိမ်ရတော့ဒါမိမိတို့ရဲ့မင်္ဂလာရှိတဲ့နေရာမှာ ရှိနေတဲ့အိမ်လို့ခေါ်ပါလေအဲ့ဒါကိုအိဋ္ဌအယက်လို့ခေါ်တာပေါ့ကျွန်တော်တို့ဟိုပေါ့ ဟိုဟာဖြစ်ဆိုရင်တော့ကျွန်တော်တို့အပေါင်းလက္ခဏာပဲကျွန်တော်တို့ထားပါတော့เนาะအပေါင်းလက္ခဏာပေါ့အဲ့ဒါကောင်းတဲ့အရက်တွေပေါ့မိမိတို့ရဲ့အိမ်ရဲ့နောက်ဖေးအရက်တို့ချင်းအရက်တို့ဟာကြတော့ကျွန်တော်တို့အနှိဋ္ဌအရက်လို့ခေါ်တာပေါ့မကောင်းတဲ့အရက်တွေတာလို့ခေါ်တာပေါ့ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့အနှုတ်လက္ခဏာလို့ထားလိုက်ပေါ့เนาะအဲ့တော့မိမိအိမ်ရဲ့ခေါင်းရင်းအရက်ဟာမင်္ဂလာရှိတဲ့အရက်အဲ့ဒီခေါင်းရင်းအရက်အိမ်ငနေချင်းဆိုင်အိမ်ပေါ့အဲ့ဒီအိမ်ကြီးမှာအလူကိစ္စပေါ်တာမင်္ဂလာဆောင်နေပေါ်တာ ပြီးရင်ရီမောတန်နေကြရတာဖျားရှိကိုတန်နေကြရတာအဆရှိသည်ဖြစ်ကောင်းတဲ့အတန်တွေကောင်းတဲ့အချင်းရာတွေလာဖြစ်တယ်ဆိုရင်မိမိရဲ့အိတ်ထအရက်ဖြစ်တဲ့ကောင်းသောအရက်မှာကောင်းသောကိစ္စတွေဖြစ်တာဖြစ်တဲ့အကြောင်းမလို့အိတ်ထနဲ့အိတ်ထနဲ့ပေါင်းပြီးတော့အကောင်းနဲ့အကောင်းနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မှာအကောင်းဆိုတဲ့ဖြေလာရပါတယ်အဲ့ဒီအချိန်မှာကိုယ့်အိမ်မှာစီးပွားလာတတ်တာတို့အဲ့ဒီနှစ်မှာအဲ့ဒီလမှာကိုယ့်အိမ်မှာစီးပွားတတ်တာတို့လုပ်ငန်းဆောင်တာတွေအဆင်ပြေတာတို့ထူးထူးကြကြမိတ်ဆွေတို့ကြုံရပါလိမ့်မယ်နောက်တစ်ခုကကျတော့ မိမိတို့ရဲ့ချီးရင်အရက်နောက်ဖေးအရက်အဲ့ဒီအရက်တွေဟာမိမိတို့အနေနဲ့ပြောရင်တော့ဟိုပေါ့မကောင်းတဲ့အရက်အနှိမ့်ထားအရက်လို့ခေါ်မှာပေါ့အဲ့တော့အနှုတ်တို့လက္ခဏာထားမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးချီးရင်ရက်ချီးရင်အိမ်နောက်ဖေးအိမ်မှာနော်စေတန်းစူတန်းရံဖြစ်တန်းငူယူတန်းအစရှိတွေဖြစ်မကောင်းတဲ့အတံပလန်တွေကြားရမယ်ဆိုရင်မကောင်းသောအရက်မှာမကောင်းသောအတံကိုကြားရတာဖြစ်တဲ့ကြောင့်မလို့အနှိမ့်ထားနဲ့အနှိမ့်ထားနဲ့ပေါင်းတဲ့အခါမှာအိဋ္ဌဆိုတဲ့အဖြစ်ကိုလာရပါတယ် ဲ့တော့အဲ့လိုမျိုးတွေဖြစ်ရင်လည်းကိုယ့်ရီမှာလာပြီးတော့ကောင်းတာပေါ့စီးပွားတက်တာတွေပဲဖြစ်တာပေါ့လုပ်ငန်းတွေအဆင်ပြေတာပေါ့လက်လာပါတွေပွင့်လန်းတာပေါ့နော်အတ္တကူမှစန့်ကျင်ဘက်ဖြစ်ပြီးတော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်းရဲ့အိမ်မှာနော်ခေါင်းရင်းအိမ်မျက်နှာချင်းဆိုင်အိမ်ကအလူမင်္ဂလာဘုရားရှိခိုးတန်တွေကြားရမယ်အစားမြင်ရမယ်အစားကျွန်တော်စဲတန်စိုးတန်ငူယူတန်တွေရံဖြစ်တန်တွေကြားနေရမယ်ဆိုရင်မကောင်းတဲ့အရာမှာကောင်းတဲ့အရာပေါ့နော်အိဋ္ဌအရာမှာမကောင်းတာလာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ အပေါင်းနဲ့အနှုတ်နဲ့ပေါင်းတဲ့အခါမှာအနှုတ်ဆိုတဲ့မကောင်းတဲ့ရလတ်ဟာကိုယ့်အိမ်မှာလာပြီးဖြစ်ပါတယ်။အဲ့ဒီအတော်တွေမှာကိုယ့်အိမ်မှာလက်ပိတ်တာမျိုးလုပ်ငန်းတွေလွှဲချော်တာမျိုးအဆင်မပြေတာမျိုး live ဖြစ်တတ်တာပေါ့။ဟုတ်ပြီ။အဲ့လိုဖြစ်ရင်ကျွန်တော်တို့မလုပ်ရမလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမကောင်းတဲ့နမိတ်ကိုပြက်ပြဲသွားအောင်လုပ်ရမှာတော့အဲ့လိုမျိုးခေါင်းရင်းဘက်အိမ်ကြီးမြန်ချင်းတိုင်းအိမ်ဒီမှာရင်ဖြစ်တန်ဆဲတန်စိုးတန်ငူယူတန်တွေကြားရပြီဆိုရင်ကိုယ့်ရဲ့အိမ်ရဲ့မိဖို့ကံနောက်ဖေးကံကိုဝင်ပါ ဒံအိုးဒံခွက်တွေကိုအတန်ထွက်အောင်လုပ်လိုက်ပါ။အုံခွက်အုံတိုင်းဂုံခွက်ပေါ့နော်။ဟိုခဏပေါ့နော်။ဟိုတစ်ချက်တစ်ချက်လောက်လုပ်လိုက်ရပါပြီ။ပြီးရင်ကျွန်တော်တို့အိမ်သားစကားတွေဘာတွေကိုဒုံငနဲ့စောင့်ပိတ်လိုက်တာမျိုးကိုပြန်ပြီးလုပ်လိုက်ပါ။အဲ့ဒါဆိုရင်အဲ့ဒီအဆိုးကကိုယ့်အိမ်အတွက်ဘာမှလာမဖြစ်တော့ဘဲနဲ့အဲ့ဒီအဆိုးတွေအလုံးကျေသွားပါတယ်။နော်။နောက်တစ်ခါမိမိရဲ့အိမ်ရဲ့ခြေရင်းဘက်အိမ်နောက်ဖေးအိမ်တွေမှာနော်မကောင်းတဲ့နေရာတွေမှာ အလူတို့မင်္ဂလာတို့လာပေါ်ပြီးရီမောဇံတွေကြားနေရပြီဆိုရင်တော့အဲ့ဒါမကောင်းသောအရက်မှာ ကောင်းသောအချင်းရာကောင်းသောအတန်တွေဖြစ်တာဖြစ်ရတဲ့ကြောင့်မလို့နော်အနှိဋ္ဌာနဲ့အိဋ္ဌာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာနဲ့ကောင်းတာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာဆိုအဖြေရတဲ့အတွက်ကြောင့်မလို့ကိုယ့်အိမ်မှာမကောင်းတာတွေလာပြီးဖြစ်တတ်တယ်ပေါ့လက်ပီတာတွေလုပ်ငန်းတွေလွှဲချော်တာတွေအဆင်မပြေတာတွေဖြစ်တတ်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ ကိုယ့်အိမ်မှာရေရေပြန်လို့ရပါမယ်။မလို့ရမလဲဆိုရင်ကိုယ့်အိမ်ရဲ့ဖျားခန်းကိုဝင်းဖျားတောက်တော်ကြီးကတ်လိုက်တာမျိုးတို့အမွှေးတိုင်းထွန်းလိုက်တာမျိုးတို့စီမီပူစိုလိုက်တာမျိုးတို့ပရိတ်ဖွင့်လိုက်တာမျိုးတို့ဒါလေးပြန်ပြီးတော့လှုပ်ပေးရပါတယ်။အဲ့ဒါကူမှမဟုတ်ဘူး။ခေါင်းရင်းအိမ်ကလည်းအမြဲတမ်းရံဖြစ်နေတယ်။ခြေအိမ်ကလည်းအမြဲတမ်းဖျားရှိခိုးနေတယ်ဆိုရင်တော့နော်ကျွန်တော်တို့တခါတလေမှဖြစ်တာမဟုတ်ဘဲနဲ့အမြဲတမ်းနေတူကအဲ့လိုတွေဖြစ်နေရဆိုရင်တော့ဆန့်ကျင်ဘက်တွေဖြစ်နေရဆိုရင်တော့အကောင်းဆုံးကတော့အိမ်မှာ မင်္ဂလာတုတ်ကိုတနေ့ကိုအိုးကကျွန်တော်တို့အတန်လေးထွက်ပြီးတော့ဖွင့်ထားပြီးပါဒါဆိုရင်တော့အဲ့ဒီဟာတွေကိုကြော်လွှားနိုင်ပါတယ်အဲ့ဒီမကောင်းတဲ့အချင်းညာတွေကိုယ်ကြီးမှာလာပြီးတော့မဖြစ်ပါဘူးအဲ့တော့ဒီနည်းလေးကိုမိတ်ဆွေတို့ကျွန်တော်ကနေပြီးတော့ဝေမျှလိုက်ပါတယ်ပြောမယ်ဆိုရင်တော့အကျယ်ကြီးပြောလို့ရပါတယ်အကျယ်ချဲ့ရင်တော့အများကြီးပါပဲအဲ့တော့ဒီလောက်လေးဆိုရင်ကိုမိတ်ဆွေတို့တွေကိုပါတာကိုခွဲချမ်းစိတ်ဖြာပြီးတော့စဉ်းစားသုံးသပ်နိုင်ပါပြီเนาะအဲ့တော့ကျွန်တော်ဒီနေ့ကိုဒီဟာလေးကိုကျွန်တော်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့ထိုင်အောင်ရှင်ဖြစ်ပါတယ်။အဘဆရာကြီးမင်းသိန်းခါရဲ့တန်တေးတပည့်ရင်းတယောက်လည်းဖြစ်ပါတယ်ခင်ဗျာ။